ုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျဟုတ်မင်္ဂလာပါဟုတ်ကဲ့ဆရာအဲပထမဆုံးမေးချင်တာကဆရာအခုလို့ဒီတဘာဝဘေးရန်နေကြုံနေရချိန်မှာပေါ့နော်တင်းရယူဖို့ပြပမီဒီယာတွေကိုဝင်ခွင့်ပြုလို့စစ်ကောင်စီကထုတ်ပြန်ထားတယ်အဲ့ဒီပုံမှာဆရာအနေနဲ့သုံးသက်ချက်လေးပြောပြပါဦးခင်ဗျဟုတ်အဲ့ဒီတော့မြင်တော့ဒီဟာကဟိုတကယ်နိုင်ငံကကပူပြီးတော့မြန်မာငလင်းနဲ့ပတ်သက်လို့ပတ်သက်လို့ဘလူတွေဖြစ်နေတယ်ဘလူအခုကြီးတွေလို့တယ်ဆိုတဲ့ဟာကိုဟိုသိရှိအောင် တင်ပြမယ်အခွင့်အရေးကိုဒါလက်လွတ်ခံတယ်တခြားသောနိုင်ငံရေးဟိုရှူဒေါင်းကနေအစိုးရမှုတွေနဲ့ဒီဟာမျိုးကိုတားမြစ်တယ်လို့မြင်တယ်ဒီဟာကတော့လူတွေရဲ့အကူအညီရရှိမှုဒီဒီတမန်ကလေးနဲ့ခံရတဲ့အကူအညီလူတွေရဲ့အကူအညီရရှိမှုကိုအတားအဆီးဖြစ်စေတဲ့ဒါကိုပိတ်ပင်တဲ့လုံရတစ်ခုလို့ကျွန်တော်မြင်တယ်ဒီဒီမိုင်းမဲတဲ့လုံရတစ်ခုပေါ့နော် ဟုတ်ကဲ့ဆရာအဲအခုလက်ရှိမှာပြည်တွင်းမှာလည်းဒီ internet နဲ့ phone line တွေမရတဲ့အခြေအနေဖြစ်နေရပါတော့။ဒီအချိန်မှာပြည်ပသတင်းယူကွင်းကိုပါထပ်ကတ်တန်းလိုက်တယ်ဆိုတော့အဲ့ဒီအကျိုးဆက်ကိုလည်းဆရာသုံးသပ်ပေးပါအောင်မြတ်ဟုတ်။ဟုတ်ကဲ့ဟိုပြည်တွင်းကကျွန်တော်တို့ဟိုမြန်မာမီဒီယာတွေကတော့ဟိုနီးမျိုးမျိုးနဲ့စူးစမ်းကြမှာပေါ့နော်။ဆက်တွေ့တစ်ဆင့်တစ်ဆင့်နဲ့ဆက်တွေ့စူးစမ်းကြမှာမြန်မာပြည်သက်အတွက်ကတော့တိဘာတွေခက်ခဲဖြစ်နေလဲဘာတွေလိုအပ်တယ်ဆိုတာပြည်တံတလောက်တော့သိကြတယ်ဒါပေမဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကဒီလိုဆက်သွယ်မျိုးဒီလိုဟိုကိလင်္ကအခြေအနေဒီလိုဆက်သွယ်မျိုးနဲ့ဟိုတင်ပြဖို့အခွင့်အလမ်းမရှိဘူးသူတို့ကတော့သူတို့ဒီလိုတမားဘီင်းနဲ့ကြောက်ရွံ့တဲ့နေရာတွေကိုကိုယ်တိုင်တွန်းရောက်ပြီးတော့သူတို့တင်ပြတယ်အဲ့လိုတင်ပြတဲ့ဟာတွေကသူတို့နိုင်ငံလူထုရောအစိုးရတွေရောမြန်မာနိုင်ငံရဲ့ဒီငလင်ပေးမှအကူအညီပေးဖို့အများကြီးတက်ရောက်မှုတွေရှိတယ်ဒါမျိုးကဒီအချိန်မှာဒါမျိုးမတားဆီးတဲ့လူဒီလိုတားဆီးတဲ့ဟာက စောစောပြောတဲ့စောစောဟိုပြောတဲ့ဆိုလိုဟိုရနိုင်တဲ့ခွင့်လန်းတွေကိုဟိုပိတ်ပင်လိုက်တယ်လို့ဖြစ်စေတယ်နိုင်ငံတကာကလည်းမြန်မာလူစုကဘလောက်ထိဒီငလင်းနိုင်ကိုဘလို့ခံနေရတယ်ဘာအခုကြီးတွေလဲဆိုတဲ့ဟာကိုမသိအောင်ပိတ်ပိတ်ပင်တယ်လို့ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဆရာအအခုလိုမျိုးဒီလိုငလင်သဘာဝဘေးရှိနေတဲ့အချိန်မှာသတင်းချက်လက်စီစဉ်မှုကပြည်သူတွေအတွက်ဘယ်လောက်ထိအရေးပါလဲဗျဟုတ်ဟုတ်ဟိုသတင်းချက်လက်စီစဉ်မှုကအရေးပါတယ်ဆိုတာ ဒီ internet မရရင် and radio လိုမျိုးသို့မဟုတ်တရင်းစာတော့အဝေးပေါ့နော်ပြောဖို့ကဒီချိန်မှာဟို TV တို့ lesson ကြီးရှိတဲ့ချိန်မှာ radio တော့လကောင်း internet တော့လကောင်းအဲ့နှစ်ခုကသာလင်ကျွန်တော်တို့ဟိုဟိုမျောလင်းရတဲ့ဒီချိန်မှာလူလူနေနေဒီခါလေးမှာဟိုတရင်းမှားတွေဟိုစိုးအိုးလေးပေါ့နော်တရင်းမှားတွေထုတ်လွှင့်နေတာရှိတယ်ဥပမာဟိုဘဲချိန်ဘဲညမှာဒီလောက်အများရှိတဲ့နည်းနည်းထပ်လုပ်မယ်ဆိုတဲ့အာမျိုးဒီလိုမျိုးမသိနိုင်တဲ့အချက်လက်တရင်းမှားတွေကလူတွေကိုစိုးရိမ်မှု ဟိုဒုက္ခရောက်နေတဲ့လူတွေထပ်ပြီးတော့ဆွေးမှုဖြစ်စေဒီလိုဟာမျိုးတွေကိုချစ်ပြနိုင်ဖို့ကမှန်ကန်တဲ့သတင်းချက်လေးရရှိဖို့ဖြစ်တယ်ဒါပေမဲ့စစောက ပြောတဲ့ internet တွေဆက်မီတွေဒီလိုအခြေအနေမျိုးမှာတခါ internet ဖြတ်တောက်မှုတွေ VPN ခံထားရတာတွေတခြားသောဟိုဆက်စမီမရှိတဲ့အခြေအနေတွေနဲ့အခုလိုတည်င်းလာရင်မဲ့ဖွဲ့ CEO နိုင်ငံတကာသတင်းသမားတွေကိုပိတ်ပင်တဲ့ဟာတွေကစစောကပြောတဲ့လူလူအနေနဲ့သတင်းချက်လေးရရှိဖို့ပိတ်တာ လူလူရဲ့အခြေအနေကိုအန်တချာပြင်ပလာနိုင်ငံလေးပြီးကိုပိတ်တာအပြန်အလှန်တည်းအတော့အပြန်ကိုပိတ်တဲ့သဘောမျိုးလို့ကျွန်တော်မြင်ပါတယ်ဒီဟာမှတော့တော်တော်ကိုဒုက္ခအတွင်းကိုပို့ပြီးတော့ခက်ခဲနေတယ်ပို့ပြီးတော့နေနေတဲ့သဘောသိရပါတယ် ဟုတ်ကဲ့ပါဆရာအခုဒီလက်ရှိချိန်မှာဆိုရင်လည်းဒီစစ်ကောင်စီရဲ့သတင်းမီဒီယာတွေကနေပေါ့နော်ဟိုအသေးပြောက်စင်းတွေဖော်ပြတဲ့အခါမှာမြေပြင်နဲ့အရန်ကွာဟမှုတွေလည်းရှိနေရပေါ့အဲ့ဒီတော့ဒီစစ်ကောင်စီရဲ့သတင်းမီဒီယာတွေကနေအမှန်တရားကိုထင်ချမ်းမှုစူးစမ်းနေတဲ့အပေါ်မှာဆရာတို့အနေနဲ့ဘယ်လိုများမှတ်ချက်ပြုခြင်းလဲပြဟုတ်ဟုတ်ဟိုဒီသတင်းမီဒီယာတွေကတော့လူ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 ရဲ့ယုံကြည်မှုကတော်တော်နည်းပါတယ်ဟိုသူတို့ထောက်ခံတဲ့သူဟို ကွက်ကွက်ပေါ့နော်အဲ့လိုအရေးအတွက်အဲ့ဒီအတိုင်းဝိုင်းကတော့ယုံကြည်ကြလိမ့်မယ်ဒါပေမဲ့အများစုကတော့ဒီတိုင်းဆိုရှယ်မီဒီယာပေါ်မှာတက်လာတဲ့ဟာလေးကိုဟိုဒစားဒစားချင်းဆက်ဆက်ပြီးဟိုစဉ်းစားကြည့်ရင်တော့ဟိုထိခိုက်မှုနဲ့အံဆုံးရှုံးမှုတွေဘလောက်များလဲဆိုတာသိတာနိုင်တယ်ဆိုရှယ်မီဒီယာပေါ်ကအချက်လက်တိုင်းနဲ့မှန်တယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးတခါလေမှဟိုဟိုစိတ်ဆန်းစားမှုတွေတော့ဆောင်တော့ရေချင်တော့ပို့ပြီးတော့ပြောတာလည်းရှိနေတယ်ဒါပေမဲ့ဆက်ဆက်ကြည့်ရင်တော့ဘလောက်ဖြစ်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့လည်းဟိုမြန်မာနိုင်ငံသားတွေလည်းသိတယ်ကာလီမာတချို့တော့နိုင်ငံတကာသတင်းဌာနတွေလည်းမှတ်သားကြည့်လို့သိနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးနေ့နောက်ဆရာနဲ့ဗာမြန်ဖြည့်ဆွက်ပြီးတော့ပြောချင်ပါသေးလဲခင်ဗျာဟုတ်ဒီချိန်မှာတော့ဟိုသတင်းစီးဆင်းမှုအချက်လက်စီးဆင်းမှုကဟိုလူတွေရဲ့အသက်နဲ့ထပ်တူအရေးကြီးတယ်ဘာလို့လဲဆိုတော့အသက်ကျယ်ဆယ်ရမယ့်အနေအထားမှာဖြစ်နေတဲ့အတွက်ပေါ့နော်ဟိုငလင်းကြောင့်ပြင်းပြနေတဲ့သူတွေကြီးပဲမဟုတ်ဘူး နောက်ဆက်တွဲဒုက္ခတွေကြောင့်ထပ်ပြီးတော့အသက်ဆုံးရှုံးနိုင်ရည်အများကြီးရှိတယ်အဲ့အတွက်တရင်းချက်လက်ပြည့်တင်မှုကလူတွေရဲ့အသက်ကိုဟိုထပ်ပြီးတော့ဆုံးရှုံးနေနိုင်တယ်ဆိုတဲ့ဟာကိုအားလုံးဒီပြည့်တင်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျ